ဒီအချက်ချက်ကြောင့်ယောဘာလိပေါ်လူပွဲမှာပိုဆွဲဖို့ဖြစ်နိုင်ချေပိုများနေရဲ့စပါပရိသတ်များလုံးဝမိတ်ပါများမန်ချက်စတာဖောဆာကနေပြန်လိုက်ကြိုးလိုက်ပါရင်အခုတော့ဆိုရှယ်မီဒီယာပေါ်မှာဘွားချနေတာကတော့တခြားအကြောင်းရမှာမဟုတ်ပါဘူးစပါနဲ့မန်ချက်စတာယူနိုက်တက်တို့ရဲ့ယောဘာလိပေါ်လူပွဲအကြောင်းတွေကြည့်ပါရင်ဒီနေ့တင်းကလည်းတကယ်ဟာတာပါဒီနေ့တင်းကပရီးမီးယားလိမှာတန်းစင်းစော်အတက်အဆင့်16စက္ကန့်မှာရပ်တည်နေပြီမြေယောပါလိမှာတော့ဘောလုံးပွဲအဆင့်တိတက်လန်းထားနိုင်ခဲ့ပါတယ်စပါကလည်းခြေစွမ်းနေဆိုးနေတဲ့ကြားကပြန်မက်တွေကိုကြော့ဖြတ်ပြီးတော့ယောပါလိရဲ့ဘောလုံးပွဲအဆင့်တိတက်လန်းလာခဲ့တယ်လို့ယူနိုက်တက်ကလည်းအများနဲ့ရှုံးနေကြစပိန်ကလပ်အသင်းတွေကိုဆက်လိုက်ကြော့ဖြတ်ပြီး ဟီယိုပါလေးရဲ့ဘောလုံးဝဲအဆင့်စီတက်လန်းလာနိုင်ခဲ့တာပါနှစ်သင်းလုံးကဘသူပေါ်ရှုံးမလဲအရှုံးပြိုင်နေကြတော့ဘယ်အသင်းကဘိုးဆွဲသွားမလဲဆိုတာကတော့ခံမရခက်တာပါတယ်ဒီဝဲကိုနီးစနစ်ပိုင်းရရှစ်လောက်မျိုးမျိုးကနေတုံးသက်မှုတွေကလည်းအတော်လေးကိုများပြားနေပါတယ်အခုကတော့နီးစနစ်ပိုင်းရှစ်လောက်ကနေမဟုတ်ပဲဒီအားဒီမှာဖြစ်ပြနေတဲ့အခြေအနေပေါ်တုံးသက်ကြည့်ပေးသွားပါပါဒီအားဒီမှာတော့ထူးခြားချက်အနေနဲ့ဗလားလမ်းမဲ့ဖြစ်နေတဲ့ကြားရဲ့အသင်းတွေ ဆူပလာမရဘူးတဲ့အတင်းတွေကဆူပလာရရှိနေခဲ့ကြတာပါမြို့ပါဆယ်အတင်းအကရာဘောင်းဖလားကိုရယူပြီးနှစ်ပေါင်း80အတွင်းပထမဆုံးဆူပလာရရှိခဲ့ကြလို့နယ်လာလန်ကလပ်ဂိုဟီအီကဲအတင်းကလည်း62နှစ်တွင်ပထမဆုံးဆူပလာရရှိခဲ့ပါတယ်အီတလီစီရီအေကလပ်ဘိုလနာအသင်းကလည်း57နှစ်အတွင်းပထမဆုံးဆူပလာရရှိခဲ့သလိုဘဲလေအသင်းကလည်း FA ဖလားကိုရယူပြီးကလပ်အသင်းသမိုင်းတစ်လျှောက်ပထမဆုံးအဓိကဆူပလာကိုရယူခဲ့တာပါ။ဒီအားဒီမှာကလင်နာကြာရဖလားမရတာကြာတဲ့အသင်းတွေဖလားမရဘူးတဲ့အသင်းတွေကဆူပလာတွေဆက်လိုက်ရနေပါတယ်။ ဒီကလင်နာကြအတိုင်းပဲဆက်သွားမယ်ဆိုရင်ပြီးခဲ့တဲ့နှစ်ကဖလားရတဲ့ United တက်စပါတင်ကဖလားရဖို့ပို့ပြီးအခြေအနေကောင်းနေကြတာပါဒီနေ့တင်ဆက်မှုကတော့ပါပဲနောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားကစားသတင်းတွေပြောင်းရွှေ့သတင်းတွေစိတ်ဝင်စားဖို့ရအကြောင်းတွေကိုတင်ဆက်ပေးမှာဖြစ်လို့ page ကို like and follow လုပ်ပြီးဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ဒီကောင်းချော်လိုက်ရပါတယ်ခင်ဗျာ